င်္ဂလာပါရှင်မနေ့ကတော့ဖိလစ်ပိုင်နိုင်ငံမှာဖြစ်ခဲ့တဲ့အဖြစ်အပျက်ကြောင့်ဒေတာရင်းနိုင်ငံတွေအပါအဝင်နိုင်ငံတကာမှာပါအံ့အားသင့်စရာဖြစ်စေခဲ့ပါတယ်ဒါကြောင့်ဒီကနေ့မှာဒူတာတေးဖန်းစီခံရမှုနဲ့နောက်ပယ်ကနိုင်ငံရေးပြည်ပခအကြောင်းကို တင်ပြသွားမှာဖြစ်ပါတယ်ဖိလစ်ပိုင်သမ္မတဟောင်းရိုဒရီကိုဒူတာတေးကိုဖန်းစီရတဲ့အကြောင်းအရင်းကဖိလစ်ပိုင်ပြည်တွင်းနိုင်ငံရေးပြည်ပခတစ်ခုတည်းကြောင့်ဖြစ်တယ်လို့တိုက်ရိုက်မပြောနိုင်ပေမဲ့ နိုင်ငံရေးပြည်ပခါတွေကဒီဖန်ဆီးမှုမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ဖန်ဆီးမှုအဓိကအကြောင်းရင်းကိုကြည့်ရင်အကြံပြင်းအပြင်နိုင်ငံတကာရာဇဝတ်တရားရုံး ICC ကထုတ်ပြန်ထားတဲ့ဖန်ဝရံချောင်းလို့အပေါ်ရန်အနေနဲ့မြင်ရမှာဖြစ်ပါတယ်။ ICC ကဒူတာတေးကို2017ခုနှစ်ကနေ2019ခုနှစ်အတွင်းဒါဘာဝမျိုးတော်ဝင်နဲ့တမတအဖြစ်တာဝန်ယူခြင်းဝိရေစေဝါတိုက်ဖြတ်ရေးစစ်ပွဲမှာ ူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ဆွဆွဲထားပါတယ်။ဒီစစ်ပွဲအတွင်းမှာရဲစရင်အရာလူ6000ကျော်နဲ့လူအခွင့်အရေးအဖွဲ့တွေရဲ့ခံမှန်းချက်အရာလူ3000အထိတိတ်ဆုံးခဲ့ပြီးအများစုဟာဥပဒေပြင်ပတပ်ဖြတ်မှုတွေကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့် ICC ကဒူတာတေးကိုစုံစမ်းစစ်ဆေးဖို့ဖန်ဝရံထုတ်ခဲ့တာပါ။ ICC ဖော်ပြတဲ့အရာဒူတာတေးကိုဖမ်းဆီးဖို့ဆုံးဖြတ်ချက်ဟာဖိလစ်ပိုင်ပြည်တွင်းနိုင်ငံရေးပြည်ပခါတွေကအရေးပါတဲ့အကြောင်းရင်းတစ်ခုဖြစ်နိုင်ပါတယ်။ အဓိကအချက်တွေကတော့နံပါတ်1အနေနဲ့ဒူတာတင်နဲ့မာကော့စ်အကြာရန်ညိုးဖွဲ့မှုကိုတွေ့ရပါတယ်။လက်ရှိတမတာဖာရီနန်မာကော့ဂျူနီယာဟာအာနာရှင်ဟောင်းမာကော့ရဲ့အသားဖြစ်ပါတယ်။လက်ရှိတမတာနဲ့ဒူတာတေတို့ဟာ2022ခုနှစ်ရွေးကောက်ပွဲမှာမဟာမိတ်အဖြစ်အတူရှင်ပြိုင်ခဲ့ပြီးဖာရီနန်မာကော့ဂျူနီယာကတမတာဒူတာတေရဲ့သမီးဆာရာဒူတာတေကဒုတိယတမတာဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့လည်းအစိုးရဖွဲ့ပြီးမကြခင်မှာပဲ နှစ်ဦးအကြားနိုင်ငံရေးပြည်ပခါတွေပေါ်ပေါက်လာခဲ့ပါတယ်2024ခုနှစ်နိုဝင်ဘာမှာမာကော့စ်ကိုလှုပ်ကြမဲလို့ဆာရာဒူတာတေးကချင်းချောက်ခဲ့ပြီးဒူတာတေးကလည်းမာကော့ကိုမူးယစ်စေဆွဲနေသူလို့ဆွဆွဲခဲ့ပါတယ်ဒီလိုကိစ္စတွေကြောင့်ရန်ညိုးဖွဲ့မှုတွေဖြစ်လာပြီး မာကော့အဆိုအရက ICC နဲ့ပူးပေါင်းပြီးဒူတာတေးကိုဖမ်းဆီးဖို့လမ်းဖွင့်ပေးခဲ့တယ်လို့လေးလာသူတွေကသုံးသပ်ထားပါတယ်။တကယ်တမ်းတော့ဒူတာတေးလက်ထက်2019ခုနှစ်မှာကလေးက လပိုင်နိုင်ငံဟာ ICC ကနေနှုတ်ထွက်ခဲ့ပြီးဖြစ်ပါတယ်။မာကိုစတင် အာဏာရရှိချိန်2022ခုနှစ်2023ခုနှစ်မှာလေ ICC နဲ့ပူးပေါင်းမှာမဟုတ်ဘူးလို့အကြိမ်ကြိမ်ညင်းဆိုခဲ့ပါတယ်။ဒါပေမဲ့2024ခုနှစ်နှောင်းပိုင်းမှာတော့မာကိုဘက်ကသဘောထားပြောင်းလဲလာခဲ့ပါတယ်။တကယ်လို့ ICC အနေနဲ့ Interpol ကဖော်ရန်တောင်းလာရင်လိုက်နာမယ်လို့သဘောထားပြောင်းလဲလာခဲ့ပါတယ်။ ီပြောင်းလဲမှုဟာဒူတာတီးနဲ့သူ့မိသားစုရဲ့နိုင်ငံရေးဩဇာကိုဖိနှိပ်ဖို့ရည်ရွယ်တယ်လို့ယူဆခဲ့ကြပါတယ်။ဘာကြောင့်အခုလိုသဘောထားပြောင်းလဲရတာပါလဲ။ဒီမေကွန်းအတွက်အဖြေကတော့ဒူတာတီးမိသားစုအနေနဲ့နိုင်ငံရေးမှာအားရသွားဖို့ရည်ရွယ်တယ်လို့ဆိုရမယ်ဖြစ်ပါတယ်။ဖိလစ်ပိုင်မှာ2025ခုနှစ်မေလအတွင်းဂျာကာလာတက်တန်ရွေးကောက်ပွဲကျင်းပဖို့ရှိနေပါတယ်။လာမယ့်3နှစ်2028ခုနှစ်မှာတော့တမတရွေးကောက်ပွဲကျင်းပမှာဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာအချိန်ကိုက်ဆောင်ရွက်ခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ဒူတာတေးရဲ့တမီစာရာဟာ2028ခုနှစ်တမတရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့အလားအလာရှိသူအဖြစ်သတ်မှတ်ခံထားပါတယ်။ဒါကြောင့်ဒူတာတေးကိုအခုလိုဖန်ဆီးပြီး ICC ကိုလွှဲပေးတာဟာဒူတာတေးမိသားစုရဲ့နိုင်ငံရေးအင်အားကိုအားနည်းအောင်လုပ်ဖို့မာကိုရဲ့မဟာဗျူဟာတစ်ခုဖြစ်နိုင်တယ်လို့ဖိလစ်ပိုင်နိုင်ငံရေးလှိလာသူတွေကပြောပါတယ်။ ဒူတာဒီကိုဖမ်းဆီးတာဟာပြည်တွင်းနိုင်ငံရေးပြည်ပတ်ခကြောင့်လားဆိုတာကတော့ဓာတ်ရိုက်မဟုတ်ဘူးလို့ပြောရမှာပါဖမ်းဆီးမှုဟာဥပဒေကြောင့်အရာ ICC ရဲ့ဆွဆွဲချက်တွေကြောင့်ဖြစ်ပြီးဒူတာတေးရဲ့မူရည်စေဝါတိုက်ဖြတ်ရေးစစ်ပွဲမှာဖြစ်ခဲ့တဲ့လူအခွင့်ရေးချိုးဖောက်မှုတွေကိုအဓိကထားတာပါဒါပေမဲ့လည်းဖိလစ်ပိုင်အစိုးရက ICC ဖမ်းမရန်ကိုလိုက်နာဖို့ဆုံးဖြတ်တာဟာဒူတာတေးနဲ့မာကော့စ်အကြားနိုင်ငံရေးရန်ညှိုးဖွဲ့မှုဒူတာတေးမိသားစုရဲ့ဩဇာကိုဖိနှိပ်ဖို့ရည်ရွယ်ချက်နဲ့ လာမယ့်ရွေးကောက်ပွဲတွေမှာအားသာချက်ရဖို့စူးစမ်းမှုတွေနဲ့ဆက်ဆက်နေတယ်လို့ယူဆပါတယ်။ဖိလစ်ပိုင်နိုင်ငံရေးလှိလာသူ Richard Hedarian ကဒီဖန်ဆီးမှုဟာတရားဥပဒေစိုးမိုးရေးနဲ့မာကိုရဲ့နိုင်ငံရေးအကျိုးစီးပွားနှစ်ခုစလုံးပေါင်းစည်းထားတဲ့လောက်ရက်တခုလို့သုံးသပ်ထားပါတယ်။အာနာရှင်ဟောင်းရဲ့သားဖာရီနန်မာကိုဂျူနီယာနဲ့တမတတာဝန်ယူစဉ်ကာလကအာနာရှင်လို့အခေါ်ခံခဲ့ရတဲ့ ရိုရီကိုဒူတာတေးတို့ကြားကရန်မျိုးကြောင့် ICC ကနေရာရခဲ့ပြီလို့ဆိုရမှာပါလက်တလုံးမှာတော့ဒူတာတေးရဲ့အငယ်ဆုံးသမီးဘရိုနီကာကိုစာရှင်းနေတဲ့ကရှောက်လာတင်ပြီးဖိလစ်ပိုင်အစိုးရကိုပြန်ပေးဆွဲမှုကျူးလွန်ကြောင်းစွပ်စွဲထားပြီးဒူတာတေးကိုဖိလစ်ပိုင်နိုင်ငံမနီလာကိုပြန်ပို့ဖို့တောင်းဆိုထားပါတယ်ဒူတာတေးရဲ့သမီးကြီးဖိလစ်ပိုင်ဒုတိယသမ္မတဆာရာဟာလေဒူတာတေးအတွက်ဥပဒေရေးရာပြင်ဆင်မှုတွေမှာကူညီပေးနိုင်ဖို့မလ၁၂ရက်နေ့မနက်ပိုင်းမှာ အမ်စတာဒန်ကိုလိုက်သွားခဲ့ပြီးဖြစ်ပါတယ်။ဒူတာတေးဟာဟောင်ကောင်ကနေပြန်ရောက်ချိန်မှာမနီလာပြည်ပဆိုင်ရာလေဆိပ်အရာမလ17ရက်နေ့ကဖမ်းဆီးခံရပြီးပုဂ္ဂလိကပိုင်ချက်လျင်ငယ်ဖြင့် ICC ရုံးဆိုင်ရာနယ်သာလန်နိုင်ငံဟိတ်မြို့ကိုခေါ်ဆောင်သွားတာကိုခံခဲ့ရတာပါ။တမတဖာရီနန်မာကိုကတော့ဒူတာတေးဖမ်းဆီးခံရမှုဟာ ICC ရဲ့တောင်းဆိုချက်အရာဥပဒေနဲ့အညီဆောင်ရွက်ခဲ့တာဖြစ်ကြောင်းပြောပါရတယ်။သူကကျွန်တော်တို့ဟာ ICC ကိုဗန်နီးနေမှကူညီခဲ့တာမဟုတ်ပါဘူး။ ဖမ်းဆီးမှုဟာအင်တာပိုနဲ့ကန့်ညီစွာပြုလုပ်ခဲ့တာပါလို့ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ ICC ပြောရေးဆိုခွင့်ရှိသူကတော့ Twitter Day အနေနဲ့တရားရုံးထိမ့်သိမ်းမှုအောက်ရောက်ရှိတာနဲ့ကနဦးကြားနာမှုကိုစီစဉ်မှာဖြစ်ကြောင်းအတည်ပြုခဲ့ပါတယ်။ ICC က Twitter Day ကိုဖိလစ်ပိုင်တောင်ပိုင်းဒါဘာအိုမြို့ရဲ့မြို့တော်ဝင်အဖြစ်တာဝန်ထမ်းဆောင်စေနေတမတာဖြစ်စဉ်ကာလတွေဖြစ်တဲ့2021ခုနှစ်နိုဝင်ဘာလတရနေ့မှ2019ခုနှစ်မတ်လ16ရက်နေ့အထိငွေရေးဆေးဝါးတိုက်ဖြတ်မှုအတွင် လူသားတို့အပေါ်ကျူးလွန်ခဲ့တဲ့လူတတ်မှုတွေကိုရာဇဝတ်မှုတွေအဖြစ်စုံစမ်းစစ်ဆေးနေခြင်းဖြစ်ပါတယ်။ Human Rights Watch အဖွဲ့မှ Carlos Condi ကဒီကိစ္စဟာဒီနိုင်ငံမှာသာမကပဲအရှိတောင်အာရှနဲ့အာရှတစ်ခုလုံးအတွက်သမိုင်းဝင်ဖြစ်ရဖြစ်ပါတယ်လို့အမှတ်ချက်ပြုထားပါတယ်။ဒူတာတေးကိုထောက်ခံသူတွေကတော့ဖိလစ်ပိုင်ဟာ2019ခုနှစ်မှာ ICC မှနှုတ်ထွက်ခဲ့တာကြောင့် ICC အနေနဲ့စီရင်ပိုင်ခွင့်မရှိတော့ကြောင်းကန့်ကွက်နေကြပါတယ်။ ICC ကတော့ဖိလစ်ပိုင်အနေနဲ့ အဖွဲ့ဝင်အဖြစ်ကနေနှုတ်ထွက်မှုမပြုမီဖြစ်ပွားခဲ့တဲ့ဆွဆွဲခံရာဇဝတ်မှုတွေအတွက်စီရင်ပိုင်ခွင့်ကိုဆက်လက်ထိန်းသိမ်းထားကြောင်းရှင်းလင်းပြောကြားထားပါတယ်ရှင်။